မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အနောက်အလုံးပေါင်းချင်းပရိတ်ကရန်ချောင်းလုံးယူတဲ့နေ့ကိုတင်ပြသွားမှာဖြစ်ပါတယ်ပြည်ကလေးတစ်ပတ်မှာဒီသွေးနေ့နံပါတ်နေ့တခုတာလင်တို့ရှားပြီးသွားခဲ့တယ်ပေါ့နော်အဲ့ဒီနေ့အဆက်ကိုကျွန်တော်ခုနှစ်ချိန်အတွက်ထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်3 5 6 8မှာ9တောင်များ၄၀အတွက်အနောက်အလုံးပေါင်း၄ပရိတ်ဖြစ်ပါတယ်9တောင်များ၃မှာအနောက်အလုံးပေါင်း၃များနဲ့၃ပေါင်း၃၃ရှားတဲ့ပြင်မှာ၃ရှားပေါင်းရှင်း၉ပရိတ် တုံများလေးတစ်မှာလေးတစ်ပေါင်းရှင်က6ခွန်ပေါင်းရှင်73တုံများနဲ့6ပေါင်း6 6နဲ့2ပေါင်း10ပြိပေါ့နော်6 6 9မှာ6နဲ့9ပေါင်း71 9 6မှာ6ရဲ့2ပေါင်း10 2နဲ့3ပေါင်း3 43ပေါင်း9 63ပေါင်း9ပြိပြီးတော့2တုံများ9မှာဒီအနန္တလုံးပေါင်းတုံများနဲ့9ပေါင်း9 9 9 9မှာ9 9ပေါင်း16တုံများတုံညာ9 9ပေါင်း94 9 4ပေါင်း93ပေါ့နော် ရှစ်ကိုလေးပြီးတော့9 6 3 9 6 3မှာရှောင်းနဲ့3ပေါင်9မရှောက်တော့ပြီးတော့ပြီးခဲ့တဲ့တပါးကျွန်တော်တင်းနေတုံးလေး၅ရှောက်အနန္တလုံးပေါင်းရှင်ပြည့်ဖြစ်မယ်ဗောနော်အဲ့မှာသူရှားပြီးတော့တာက6 8ဆိုတဲ့အတွက်ကြောင့်မို့အနန္တလုံးပေါင်းရှင်ရခွန်ရပေါင်းရှင်၅ပြည့်ရှားပြီးတော့ခဲ့တာဖြစ်ပါတယ်တင်းနေတုံးလေး၅ရှောက်တဲ့က၅ပြည့်ရှင်ခွန်တွဲရှားပြီးတော့တာဖြစ်ပါတယ်ဗောနော်โอเคဒါလေးကိုကျွန်တော်မိုက်ဆင်များအထောက်အကူရအောင်ဒီခုနှစ်ကြိမ်အတွက်ဗောနော် ဇနီးနဲ့ကတက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Okay တစ်ချက်ထဲမှာပဲကျွန်တော်အလေအပိအပြီးကနန်း9လုံးယူတဲ့နီကိုလည်းတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အရင်ဆုံးအနေနဲ့ကျွန်တော်ဒီအနောင်းနှလုံးပေါင်းရှင်ပရိယူတဲ့နီကိုတူတူလေးလာကြည့်မယ်ပေါ့နော်။ဒီ app တူတဲ့ဒီ300တပင်ကနေ6 4လေးရှားပြီးသွားတဲ့တပင်ကိုလေးလာကြည့်အောင်ပေါ့နော်။ တင်ငါးကတစ်ကြိမ်ဖြစ်ပါတယ်တစ်သုံးပေါင်းရှင်းကလေးအပေါ်မှာရှိတဲ့၉နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဒါလေးပဲယူတာဖြစ်ပါတယ်ပေါ့နော်ငါးလေးပေါင်း၉၉နဲ့ပေါင်းတာ၁၈ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့၈၉၃များတင်နစ်၃ဆိုပြီးယူလိုက်တာဖြစ်ပါတယ်အဲ့မှာသူ၈၉လေးလို့ခြာပြီးသွားတဲ့အတွက်အနောက်နှလုံးပေါင်းရှင်းဆိုတဲ့အတွက်ကြောင့်မို့ဒီအနောက်နှလုံးပေါင်း၉နဲ့လေးပေါင်းရှင်း၃ပြိဆိုပြီး၃ပြိ၉လေးသွဲခြာပြီးသွားခဲ့တာဖြစ်ပါတယ်ပေါ့နော် ။ Okay ကျွန်တော်တို့ပြန်ပြီးတော့စစ်ကြည့်အောင်ဒီမှာရေးပြပေးထားတာဖြစ်ပါတယ်။ဒီရှိကိုတုံများတင်းနေသုံးပရိမာချစ်ကိုလေးကိုလေးပေါင်းရှင်သုံးပရိပေါ့နော်။ထပ်ပြီးတော့ဒီခွန်ရှိကိုတုံများတင်းနေရတာကိုလေကျွန်တော်တို့ထပ်ပြီးတော့ပြန်စစ်ကြည့်မယ်ပေါ့နော်။ဒီအပေါ်ကယူတဲ့ဤအတိုင်းပဲဒီငါးကိုတစ်ချိန်ယူရတာဖြစ်ပါတယ်။ပြန်တင်းနဲ့၃နဲ့ယူထားတာဖြစ်တဲ့အတွက်၃နဲ့တော်များနဲ့ပေါင်းရှင်၃၉နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာ။ 53ပေါင်း89ကဆက်ခွန်ရတဲ့အတွက်ကြောင့်မို့869တော်များတည်ဆိုပြီးပရိတ်6လုံးယူထားတာဖြစ်ပါတယ်ဗောနော869တော်များတင်းနေတဲ့ကဒီအနောက်နှလုံးပေါင်းရှင်6ရက်3ရက်ပေါင်းရှင်9ပရိတ်ချပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ခွန်ရှိကိုတုံများတင်းနေမှာ963စပီးဒီမှာရည်ပြထားတာဖြစ်ပါတယ်။ထပ်ပြီးတော့ဒီတင်းနေ3956အနောက်နှလုံးပေါင်းရှင်းပြည်ရာလီကိုထပ်ပြီးရှင်းပြပါမယ်။ ဒီတုံးကတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာဒီရဘဝယူနေနေတိုင်းပဲပေါ့နော်ခွန်ရနေရပေါင်းကိုကိုနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဆိုတော့ကိုနဲ့ကြိမ်က78ရှင်းနဲ့3ပေါင်း73ဆိုတဲ့အတွက်တင်းနဲ့3 4 5 6အနောင်တလုံးပေါင်းရှင်းပြိဖြစ်မယ်ပေါ့နော်အဲ့ဒီမှာ68ရှင်းဆိုတဲ့အတွက်ကြောင့်မို့အနောင်တလုံးပေါင်း68ပေါင်းရှင်း9ပြိချပေးသွားတာဖြစ်ပါတယ်တင်းနဲ့3 4 5 6တဲ့က9ပြိ68ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒီ20ဒီ9ချိန်အတွက်ထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ဒီ3က2ချိန်ဖြစ်ပါတယ်6ရက်3ညရက်ပေါင်းရှင်းက6ပြီးရင်9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ဆိုတော့3နဲ့6ပေါင်းရှင်းကို9နဲ့9ပေါင်း18ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ9ချိန်မှာတော့8 9 3ည3နဲ့3အနောက်နှလုံးပေါင်းရှင်းပြည့်ဖြစ်ပါတယ်ခင်ဗျာဒါဒီကျွန်တော်20အရာပေါ့နော်ကျွန်တော်တို့မိတ်ဆွေများ လေးလာလို့ရအောင်ရည်ရွယ်ပြီးတော့တင်ပြပေးရှင်းတာဖြစ်ပါတယ်3ပရိတ်6လေးတွဲ9ပရိတ်63တွဲ9ပရိတ်69တွဲဒီတစ်ပတ်မှာတော့89တုံများတင်နေတော့အနောက်နှလုံးပေါင်းရှင်ပရိတ်ဆိုပြီးရတာဖြစ်ပါတယ်89တုံများတင်နေတော့ဗောနော်โอเคဒီအနောက်နှလုံးပေါင်းရှင်ပရိတ်ရပြီဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်တို့အလေကို အပိတ်ကိုအပါကနန်းခုနှစ်လုံးထက်ကအလေပိတ်အပါယူတဲ့နည်းကိုထပ်ပြီးတော့တူတူလေ့လာကြည့်မယ်ပေါ့နော် ဒီဟာလေးဖြစ်ပါတယ်ဒီလေပိတ်အပြီးသွေးဆိုပြီးတော့ဗောနော်တင်းနေ3 5 9 8လေးကငားလေးလေးဆိုတဲ့အတွက်အလေးနဲ့အပိတ်နေရာမှာလေးလေးအပူဖြစ်ပါတယ်မ၆ခွန်၈ခုတင်းနေတဲ့က၉ခွန်၉ခွန်၉အလေးပိတ်ပါတော့၉၅ပြည့်ရင်တော့များတော့၆နှစ်၆မှာ၂၆အလေးရှိတဲ့တိလူလေးတောက်၆ကိုတူချပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ တောက်လျှောက်ကိုရှားပေးနေတာဆိုပေမဲ့ဒီမှာတပင်ဖောက်ရှိတယ်ဗောနော်ကျွန်တော်ဒီပြီ6659ရှောင်းနဲ့တုံညာလေးလေးနိနိတ143 863တုံညာကို999 900 300ဒီ169လေးတပင် မှာဖောက်သွားခဲ့တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့မတင်ပေးလိုက်ရဘူးဗောနော်ရှိကိုလေးမှာသူကလေးတလုံးပဲအပိတ်နေရာမှာပါတယ်ဗောနော်ကျွန်တော်တို့ကအလေကိုအပိတ်ကိုအပါယူတာဖြစ်ပါတယ်အဲဒီမှာကိုးတလုံးမှာပါသွားဘူးဗောနော်ရှိကတော့ထိတ်စီးနေရာမှာပါတယ်ခင်ဗျာ ကျွန်တော်ကျွန်တော်အလေးအပိတ်ယူတဲ့နေ့ကဖောက်သွားခဲ့တယ်ပေါ့နော်။ Okay ကျွန်တော်နံပါတ်30 33ကိုထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်။ရှစ်ကိုလေးတပင်ကနေ963တပင်963ကနေ68ရာတဲ့တပင်ကိုကျွန်တော်ထပ်ပြီးအတူတူလေ့လာကြည့်အောင်ပေါ့နော်။ရှိကိုလေးတပင်မှာဖောက်သွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်အထပ်ပြီးမတင်ပြလိုက်ရဘူးပေါ့နော်။ဒါလေးကသူရဲ့တွင်းနည်းဖြစ်ပါတယ်။ရှစ်သုံးလီက20နဲ့လေးဒီ9ကတစ်ကြိမ်၊3က တက်က3ချိန်ဆိုတဲ့အတွက်386ပေါင်း84ဖြစ်ပါတယ်โอเคကျွန်တော်ဒီကနန်လေးလုံးကိုထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်၄ရက်၅ရက်ပေါင်းရှင်းက၉၉ကို၃နဲ့ပေါင်းတာစနစ်နင်းနဲ့၄ပေါင်းရှင်း၆ရက်ရတဲ့အတွက်ကြောင့်6893ညပြီးရင်နင်းနဲ့ထပ်ပေါင်းတာနေ၃6893ညနေ၃အလေအပိကိုအပါပေါ့နော်အလေကိုအပိကိုပါရမယ် အားလျှောက်၃ဆွေအတွက်6ရက်၃ရက်အလေးပိတ်နေရာမှာထပ်ပြီးချပေးလာတာဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ဒီ963တပြေမှာကျွန်တော်တို့တန်းနည်းအရာ6893နာနှစ်3ဆိုပြီးတော့အဲ့ဒီတန်းနည်းထပ်ပြီးချပေးတော့ခဲ့တယ်ဗောနော်โอเคတပီတော့ကျွန်တော်ဒီ963တပင်ကနေ68ခုနှစ်ခြားပြီးသွားတဲ့တပင်ကိုလည်းအတူတူထပ်ပြီးတော့လေလာကြည့်အောင်ပေါ့နော်ဆက်ပြီးမပေးပေါ့နော်အပေါ်ကယူတဲ့နေ့အတိုင်းပဲဒီ9ကို3ချိန်ထပ်ပေါင်းတော့ 53တီက15ရာတွေပေါ့နော်15ကို9ပဲရှိမှာဖြစ်ပါတယ်ပြီးရင်3နဲ့ထပ်ပေါင်းတယ်ပြီးရင်ဒီ9ကိုလေ3နဲ့ဆိုတော့15 9ပဲရှိမယ်9နဲ့ဒီ6နဲ့ပေါင်း7ဖြစ်ပါတယ်9ငယ်9ပေါင်း30 3တက်ပေါင်းရှင်လေးရာတွေအတွက်ကြောင့်မို့4 5 6ခွန်8 8ကို2နဲ့ထပ်ပေါင်း30 1 5 6ခွန်8တို့များတိအလေးအပိတ်အပါပါနော်6 8ခွန်ဆိုတဲ့အတွက်ခွန်ရဲ့ချစ်ရဲ့ လေပိတ်နေရာမှာအဲ့ဒီ20တက်ပြချပေးလာခဲ့တာတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာ6 5 6 8 3ညတည်ဖြစ်မယ်ပေါ့နော်။အဲ့ဒီမှာကဏ္ဍ၃လုံးစလုံးအပြည့်လဲပါတယ်ပေါ့နော်။ကျွန်တော်တို့ကဒီအလေနဲ့အပိတ်8ကိုပဲယူမှာဖြစ်ပါတယ်။ okay ဒါဆိုရင်ဒီ20ဒီခုနှစ်ကြိမ်မှာ ထပ်ပြီးချပေးသွားမလားဆိုတာလေးတွက်ပြပေးသွားမှာပေါ့နော်6 3လီက17ဖြစ်မယ်ဒီ3ကတစ်ကြိမ်6 3လီက17 ပြင်းဒီရှိကတကြိမ်နတ်ထ6နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ရှိကစုစုပေါင်း3ကြိမ်ဆိုတဲ့အတွက်20နဲ့လေ6နဲ့ပေါင်းရင်30 3တလုံးကြံတဲ့အတွက်စုစုပေါင်း30နဲ့3ကို3ပဲရည်ပြီးတော့3 4 5 6 9ပြင်းနှစ်နဲ့ထပ်ပေါင်းရှင်း9တောင်ပြန်ရအရာဒီ3 5 6 9တော့များထဲကအလေးနဲ့အပိန်ကဏ္ဍနှလုံးအပါယူမှာဖြစ်ပါတယ်ပေါ့နော်ဒါတွင်းနည်းအရာဖြစ်ပါတယ်အဲ3 5 6 9 ကိုတုံများထဲကအလေးနဲ့အပိတ်နေရာမှာကရက်နှလုံးအပါထပ်ပြီးချပေးသွားမှာဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်၃၄၅၆ခုကုတုံများထက်ကအလေးနဲ့အပိတ်ညာမှာနှလုံးအပါဒါဆိုရင်အနောနှလုံးပေါင်းခြင်းပရိကခုနကကျွန်တော်သင်ပေးလိုက်တဲ့ဒီအတွေ့အတွေ့လေးပေါ့နော်မိမိပါတာအသွေးလေးစီလိုက်ပြီးတော့ဒီအနောနှလုံးပေါင်းခြင်းပရိနဲ့ထပ်ပြီးဖြတ်လို့ရတယ်လို့ကျွန်တော်တို့အလေးထိန်အပိတ်တွင်ဒီလည်းသင်ပေးထားတဲ့အတွက်ကြောင့်မို့ဒီ အလေးထိန်နဲ့အပိတ်နဲ့ကိုညီပြီးတော့ဒီရှိကူတော်မတင်နေတော့အနောက်နှလုံးပေါင်းရှင်ပရိနဲ့ညီလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာလမ်းညွန်ရှယ်ပေးပြပေးလို့ရတာဖြစ်ပါတယ်။ Okay အဲဒါလေးကိုမိမိတို့ညာကွန်ပြီးတော့အသုံးချနိုင်တယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။